ပိုပိုဝင်း rescue cancer ရဲ့ဖွဲ့အားခေါဆောင်ချက်သူပိုပိုဝင်းကရင်းတိုက်မှုတော့ cancer ရဲ့မှာအခုလိုအခက်ခဲနေရှိကြောင်း credit ပေးပြီးဝေမျှထားပါတယ်။ရင်းတိုက်မှုတွေမှာလူနာကောက်ရတာအင်မတန်မှအန္တရာယ်များလာပါတယ်။ဘာကြောင့်လဲဆိုရင်ပထမဦးစွာလူနာကိုသွေးသိမ်းအောင်လုပ်ရတာမျိုးကျိုးနေတဲ့နေရာတွေရှိရင်ကျက်စီးပေးရတာမျိုးစသည် ရှေးဦးသူနာပြုခြင်းကိုပထမဦးဆုံးလုပ်ရပါတယ်။ပြီးရင်တော့လူနာကိုနှိစက်ရရှိအောင်ကိုလင်မယံစွာပို့ဆောင်ပေးရပါတယ်။ဒါကတာမန်လုပ်ငန်းစဉ်ပါ။ အမှန်တကယ်ခက်ခဲတဲ့အရာတွေက အခုမှလာမှာပါ လူနာရှင်မပါရင်ဆေးရုံကပို့ပေးတဲ့သူကိုပြန်မလွှတ်ပါဘူးလူနာအတက်လိုအပ်တဲ့ဆေးဝါးတချို့ပါ if site ဝယ်ပေးရပါတယ်အဲ့လူနာတက်မှရိုက်တာသွေးစစ်တာစတာတွေပါ လိုက်လို့ပေးရပါတယ်လူနာရှင်မပေါ်လာမချင်းပါ လူနာထံရောက်ပြီးဆေးရုံပို့လိုအပ်တဲ့ကုနီမှုအချို့ပြီးတဲ့အချိန်တတိယလာတဲ့လူနာကသူ့ပစ္စည်းတွေမေးတဲ့အခါသူ့ဖုန်းပေါ်မှာလဲမေးခဲ့ရင်တိုက်တဲ့နေရာထိပလန်ပြီးဖုန်းပြန်ရှာပေးရတာမျိုးပတ်စံအိတ်ပြန်ရှာပေးရတာမျိုးတွေလည်းရှိပါတယ်။ပြန်မတွေ့တော့ရင်လိုက်ပို့ပေးတဲ့သူတွေလည်းမကောင်းဖြစ်ရသလိုအရေးပေါ်ကခေါ်ပေးတဲ့သူတွေလည်းတာဝန်မကင်းဖြစ်ရပါတယ်။ကိုပို့လိုက်တဲ့လူနာကအယောင်ပြောင်းသွားရင်တေသွားရင်ဖြစ်ပွားတာမြဲကြီးရဲ့အနာဘယ်ဖြစ်စီမြန်နဲ့ဆက်သွယ်ပြီး dead body ရေခဲလိုက်ထဲမရောက်မချင်းအသင်းကအားလုံးကိုတာဝန်ယူဖြစ်ရှင်းရပါတယ်။ရင်တိုက်မှုချီလို့လူနာမိသားစုနဲ့အဆက်အသွယ်ရလို့အခုလာခဲ့ပေးပါလို့ပြောရင်ဘသူမှလိုက်မလာကြပဲတေသွားတော့မှပိုင်ဆိုင်မဲ့အနေနဲ့မိတင်ကလို့ပြီးတော့မှကျွန်တော်တို့ကျမတို့ခွင့်ပြုချက်မရပဲပါလို့တင်ကလို့လိုက်လဲမိခွန်းထုတ်ပါတယ်။အဲ့ခါကျလဲပြေတနာရှင်းရပါတယ်။ရင်တိုက်မှုဖြစ်နေတဲ့နေရာကိုအချိန်မီမရောက်ရင်လဲအဆက်ကန်ထိပါတယ်။ကားမြမြန်မောင်းရင်လဲအဆက်ကန်ထိပါတယ်။ ပြောချင်တာကရင်တိုက်မှုလည်းပဲကူညီလိုက်ပါလားဆိုတဲ့လူတွေကိုပြောချင်ပါတယ်။တချို့ကူညီမှုတွေကအင်မကန်မှခက်ခဲပါတယ်။တန်ငိုင်းတာထက်ကိုပိုကြိုးစားပြီးကူညီနေပါတယ်ဆိုပြီးဝိမျှထားပါတယ်။